ော့မှကြားတောင်ပြည်မိုးကုံမြို့အုံကိုင်းရက်ွက်ထဲမှာစစ်ကောင်စီတပ်က Jet Fighter နဲ့ဘုံတလုံးဂျွန်လ25ရက်ကလာရောက်တေချာခဲ့ပါတယ်။အဲ့ဒီတိုက်ခိုက်မှုထဲမှာကလေးငယ်အပါအဝင်အယတားပြည်သူနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။လူလူအိမ်မောကြချင်းည7နာရီဝန်းကျင်မှာစစ်ကောင်စီကလာရောက်တိုက်ခိုက်တာဖြစ်ပါတယ်။တိုက်ခိုက်မှုထဲမှာဒဏ်ရာရှိမှုအပြင်နေအိမ်၅လုံးနဲ့ဖုန်ကြီးကျောင်းထိမှန်ပျက်စီးခဲ့ပါတယ်။24ရက်နေ့တုန်းကလည်းတောင်ပြည်ကျောင်းမဲမြို့မှာ ပေါင်900ဘုံနှလုံးလာရောက်တေချာတိုက်ခိုက်ခဲ့ရမှာ အရဒားပြည်သူလေးဦးတေဆုံးပြီးကလင်းငယ်2ဦးအပါအဝင်14ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။စာတင်ကြောင်း2ကြောင်းနဲ့လူနေအိမ်49အိမ်လည်းထိမှန်ပျက်စီးခဲ့ပါတယ်။စစ်ကောင်စီတပ်ရဲ့လေကြောင်းရံကိုရှောင်ရှားနိုင်ဖို့မိဘပြည်သူများအနေနဲ့လေကြောင်းရံလမ်းညွန်ချက်တွေကိုလိုက်နာကြဖို့တိုက်တွန်းအပ်ပါတယ်ရှင်။ကျမ It was me ပါ